ကတဲ့ကင်းချင်းများအလုံးမင်္ဂလာပါဒီနေ့ကတော့ဒီနေ့ကတော့ကပူသားရနဲ့နားထောင်ကြည်ပါပါတယ်ပြောထားလဲဆိုတာလေးကိုမပူလို့ပါတယ်ပြောထားလဲပါတယ်ခိုးထားလဲဆိုတာလေးကိုနော်ကဲနားထောင်ကြည့်ကြမယ်ခင်ဗျာဘုသူရနဲ့ဘောနောမင်္ဂလာပါကြားလို့လို့နွားလို့လို့ထင်ရပေမဲ့ အလုံးမင်္ဂလာပါတဲ့ကြားလို့လို့နွားလို့လို့ထန်ရပြီမင်းတဲ့ဒီလိုဖေးသေးပါနွားမကြီးပြေးမှာနွားသားပေါက်လေးတော့အစ်စ်ပါသေးတယ်အပြင်မင်းကျင်တော့လက်ရသေးတဲ့တဲ့ကြားလို့လို့နွားလို့လို့ထန်ရပြီမဲ့တကယ်တော့ဖေးသေးတယ်ဖြစ်ပါတယ်လက်ရှိကျမတို့နိုင်ငံရေးအခင်းကျင်းပါလေအပြင်မှာစိတ်ပြီးတော့အတွေ့မှာနီနေတဲ့အသားလေးကလောက်တွေကိုဖော်ထုတ်ပွင့်စစ်ဆေးဖို့အပြစ်ပေးဖို့လိုအပ်ပါတယ်ကျုပ်တန်ပိုင်းတစ်ခုပြပါမယ် เนาะဒီဗီဒီယိုပိုင်းလေးကတော့ကုံဒီလားထဲမှာပဲထွက်ထွက်လာတာပေါ့เนาะလူပြောများနေတာပေါ့ဒါเนาะရုံတော့မှာစစ်စစ်တဲ့ဗီဒီယိုဖိုင်လေးပေါ့เนาะဒီဗီဒီယိုဖိုင်လေးကတော့ဒါအဲဒီကနေပို့ထုတ်တဲ့ဖိုင်မှာရက်ဆွဲပါတယ်2022တော့မနောအမရနစ2020နဲ့20နဲ့ရွှေလာပိုင်းမှာဘောနော်ခုနှစ်နိုင်ခုနှစ်နိုင်ခုနှစ်နိုင်ဒါကဒေါန်ဆန်းစုကြည်ကိုကျမတို့ထောင်တွင်းတရားရုံးကနေပြီးတော့ရုံးချင်းထုတ်ဆစ်ဆစ်နေတဲ့ CCTV ရုပ်သံမှတ်တာ တော့ကြာပြီ2020နဲ့ကတော့အဲဒီတုန်းကဖန်တုန်းကရှင်နေဒီ Guardian ဆိုတဲ့သတင်းဌာနမှာပေါက်ကြလာတယ်သူတို့ကိုတဲ့ပြည်သူအဖွဲ့ဆိုတဲ့အဖွဲ့အစည်းတစ်ခုကနေပြီးပေးပို့ဆက်သွယ်လာတဲ့အတွက်နော်အဲ့ဒီမှာရုပ်သံဖိုင်တစ်ခုအပြင်ဒုံဆက်စုကြီးရဲ့ထောင်တွဲမှာနေထိုင်စားသောက်မှုပုံစံတွေပါတွေ့ရှိရတယ်ဆိုပြီးတော့ဒီ Guardian သတင်းဌာနကဖော်ထုတ်လာတယ်။ဟုတ်ပါတော့။အဲ့ဒီကနေပေါ်ပေါက်လာတဲ့ဗီဒီယိုဖိုင်လေးပေါ့နော်။ ဒါကတော့အဓိကပြောချင်တာကတော့သဘောပေါက်မှာဘုံတော့ညီလေးညီမလေးဒီလိုအခြေအနေမျိုးတွေကဒီလိုအကြောင်းအရာတွေကတာမန်မျိုးနဲ့ဆင်ခရိုင်ဆင်ဖဲသီးတွေလုတ်လို့ရတဲ့အရာမျိုးခရိုင်ဟုတ်နော်ဟုတ်ဘူးဟိုကျမတို့ပြည်တော်စုဆင့်လဲမှာအသားတွေကလောက်တည်ရှိနေပြီလားဒီလိုသားတွေကလောက်တည်မရှိဒါကဘယ်နဲ့ကျင်းလဲဒါက2020နဲ့ဆင့်လာပိုင်းတော့ခုနကဆင့်နေရခုနက စင်နီယာ၈လပဲဝစင်နီယာနဲ့အချင်းချင်းခါခါရုံထောက်ပေးတဲ့ဟာတွေပေါ့နော်ဒီပဲလေဒီလိုနိုင်ငံတော်အဆင့်ပြောဝတ်ချက်တွေပေါက်ကြားနေပြီလားဆိုတော့ကျွန်တော်တို့ဆိုရင်ရတယ်နော်နိုင်ငံတော်ဆင့်ဖေးရီးကနဂိုတဲကရှိပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒေါက်ဆန်းစုကြည်ကကျမတို့နိုင်ငံတော်ရဲ့အတွင်းစီတွေကိုနိုင်ငံသားအကြံပေးဆိုပြီးတော့လူပေါင်း90တယောက်တိတိကျမတို့နိုင်ငံတော်အတွင်းစီတွေကိုနိုင်ငံတော်ဆင့်ဖေးရီးတွေခေါ်သွင်းခဲ့တဲ့အတွက် ဒေါ်စုကြည်အုပ်ချုပ်ခဲ့တဲ့9နှစ်တန်ကာလအတွင်းမှာကျမတို့နိုင်ငံတော်အဆင့်ထိတ်တဲအဆင့်လွှဲဝဲရမယ်လွှဲဝဲအပ်တဲ့အကြောင်းအရာတွေအကုန်လုံးစီးပွားရေးဆိုလို့ရှိရင်လည်းကျမတို့လက်ရှိမှာ MOGE ကိုအထူးကားထားပြီးပြတ်ဖက်ထားတိုက်ခိုက်နေကြတယ်။ MOGE နဲ့ဖက်ဆက်လုပ်ငန်းတွေဖြစ်တဲ့ PTT, EP, PTTOR တို့ကိုဇက်တိုက်ပြရပေးပြီးတော့နိုင်ငံတော်ရဲ့အသက်သွေးကြောတွေကိုဖျက်တောက်နေကြတယ်။ဘာကြောင့်လဲ။ရှောင်းတာနယ်ကိုစီးပွားရေးအကြံပေးအဖြစ်နိုင်ငံတော်အဆင့်ဖျက်သည့်ခန့်အပ်ခဲ့တဲ့အတွက်ကြောင့်ဖြစ်တယ်။ဟုတ်တော့ကျတော့နိုင်ငံသားသားချမ်းပြပုဂ္ဂိုလ်တွေ က်ခံပွားမယ်ဆိုရင်စီယုံစင်ကာလာတော့ငါတော့သူတီပြောခဲ့တဲ့စကားလေးတစ်ခုရှိတယ်။ဟွန်းဘာလို့ပြောခဲ့လဲ။ကျမတို့နိုင်ငံရေးလုပ်တယ်ဆိုတာပြည်သူကိုအားကိုးပြီးလုပ်တာပါ။ဘယ်နိုင်ငံသားသားကိုမှအားကိုးပြီးလုပ်တာမဟုတ်ပါဘူးလို့တော့သူကြီးပြောခဲ့တယ်။အဲ့ဒီချိန်တော့ငါတမရဦးသိန်းကြီးအစိုးရလက်ထက်မှာနိုင်ငံသားအကြံပေး25ယောက်ကိုမှားရမ်းပြီးအုပ်ချုပ်တယ်လို့တော့သူကြီးဒီစကားပြောတယ်။ သူကိုရအစိုးရဖြစ်တဲ့ခါကြတော့နိုင်ငံခြားသားအကြံပေးဆိုပြီး60တယောက်တိတိကိုနိုင်ငံတော်အဆင့်ဖျဲသည့်အဖြစ်အစိုးရဖွဲ့တည်နေတဲ့မှာထည့်သွင်းခဲ့တဲ့အဲ့ဒီအကျိုးဆက်တွေကိုဒီနေ့ခန်းစားနေရတယ်။ဟုတ်နော်သဘောပါမနော်။ဒါကြောင့်ဒီရုပ်တံဖာပြန့်နှံ့မှုနဲ့ပတ်သက်လို့နောက်ပိုင်းမှာဆက်ဆက်နေတဲ့ဖျဲသည့်တွေအသားတွေကလောက်တယ်ကိုအမြန်ဆုံးစုံစမ်းခေါ်ထုတ်ပြပေးအရေးယူနိုင်ဖို့ကျွန်တော်တို့ပြည်သူတွေကမျှော်လင့်ပါတယ်။အသားတွေကလောက်တယ်ကိုခေါ်ထုတ်ဖို့ရှင်းလင်းဖို့လိုအပ်ပါတယ်။ အဲဟုတ်ပြီနော်ကျေးဇူးပြန်ပါတယ်ဒါကတော့ဘူသူရနဲ့ကျွန်တော်ပြန်လေး share link လုပ်ပေးတာပါအားရတော့အားလုံးဖြစ်ကုန်ပြီတဲ့ကဲဟုတ်ပြီလားဆိုရင်ကျွန်တော် wireless ဆိုတာလေးကိုဘူသူရနဲ့ line ထောင်ကျင်းပါတော့ကတ်တော့အေးတော့အားကိုတဲ့အားကြီးပြီးတယ်အားကြီးကိုလို့မြင်တယ် KI လည်းမြင်ပြီလားကျွန်တော်ပြောတာကဒါပြည်သူသိအောင်ပဲပြောတာဟုတ်လားသူတို့အနေနဲ့ပြောမှာမဟုတ်ဘူးလေဒါပဲပြည်သူသိအောင်ကျွန်တော်ပြောတာကြောင်မလို့ဒီ NUG ကနေပြီးတော့မှဒီခါပတ်တို့ပါလို့နေရာယူဖို့လုပ်ချင်းပြီအင်းဘာမှစကိုင်းအတွက်လုပ်ရပြီလည်းမဟုတ်ဘူးသူတို့အနေနဲ့ဒီအာရခတတ်တော်နဲ့ချင်းတွေကို ဖြတ်ဖို့လို့တာဒါပဲဒါကိုကျွန်တော်ဒီညအနေနဲ့ပြန်ပြောတယ်ကျွန်တော်တင်သားကြီးလေလွင်ကလကဒီလိုအေအေကိုပြောခဲ့တယ်ကြောက်တန်းသားခင်ညွန့်ကစကိုင်းမှာအစိုးရလုပ်မယ်ဘုန်းနဂါတို့ဘာလုပ်မလဲပြတ်သားမလားမပြတ်သားဘူးလားပြည်လူတွေပြီးကျင်တယ်ဒါပဲပြတ်ပြတ်သားသားလုပ်ဖို့လိုတယ်အရင်တော့ကတော့ဘုန်းနဂါတို့အနေနဲ့ကတော့ပြည်လူအစိုးရကိုတို့တို့နေရမဆန့်ကျင်ဘူးဒီတိုင်းပဲကျွန်တော်ပြောလိုက်မယ်ဒီအန်ယူဂျီကပြည်လူဆိုတာလည်းမဟုတ်ဘူးလူတစုပဲလုပ်နေတာအထူးသဖြင့်တော့အမနာအန်ရဲ့ကြီးတဲ့ကောင်တွေစကားသားလူတွေကရှုံဝင်ပြီးတော့တော်လိုင်းကို နောက်ကြောထားတဲ့လူချက်စည်းဖို့လုပ်တာဒါကိုခင်ဗျားတို့မြေမှာရှိတဲ့လူကဲ PDF တွေရောဘုံငကားတို့တတ်ပြင်ပြဒီလိုတောင်းတွေကိုခင်ဗျားတို့ပြက်ပြသားသားလုပ်ဖို့လိုတယ်ဒီကြောင့်ကျွန်တော်ပြောရမယ်အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ UNG ဟာစစ်ကောင်စီနဲ့ပူးပေါင်းနေတယ်လို့ဒေါက်တာကျော်နိုင်ဘက်ကဆွဆွဲလိုက်တဲ့ရုပ်တံနဲ့အတူတရုတ် EP အခင်စစ်ကောင်စီနဲ့ကိုကန့်တက်အပြည့်ရဲ့သဘောတူညီချက်ရာကိုကန့်တက်များလာရှုကပြန်ဆုပ်ရမည်ဆိုသည့်ထူးခြားသည့်သတင်းတွေနဲ့ပါတင်ဆက်ပေးလိုက်ပါတယ် တရုတ်နိုင်ငံ၏ဂျာဝင်ပေးမှုဖြင့်မကြသေးမီကစစ်ကောင်စီကိုယ်စားလှယ်များနှင့်ကိုကန်တက် NDAA တို့တွေ့ဆုံရတွင်တစ်ဖက်အပြစ်ခတ်ရစရေးသဘောတူညီချက်ရရှိခဲ့ကြောင်းသိရှိရပြီးတရုတ်နိုင်ငံဂျာရေးဝန်ကြီးဌာန၏ဒါကတော့ဘူတန်နဲ့ပေါ့နော်ဒါကတော့နှခငါးပါပိတ်မိနေတဲ့ဟောဒါကနှခခငါးထဲကနော်တသားလေးစစ်ဒီလေးတသားလေး

တော့တင်းတာဒါတော့ငါတို့ကလည်းပြောတယ်ပြောပါကိုကတော့အဲ့တိုင်းပြောပါလိမ့်ပြောပြောအဲ့တိုင်းပြောပြောဟုတ်လားပြည်ရလားပြောပြပြောရစီပြောဘုံမျိုးမကျော်ပြောပြမယ်ဟဲ့တို့ဒီမှာနားခံလားအခုကျွန်တော်တို့ပိတ်ပြီလား၈လပိုင်း၄ရက်နေတယ်ဆက်ရှင်းလာပါလေရနေကြလေအခုကျတော့၁၇လပိုင်းရှင်းနေပြီ။ဟော။၉လပိုင်း၁၇လပိုင်း၁၇လပိုင်း၃လ အဲ့ဒါတိုက်ပွဲအပြည့်လားအခုချိန်ကြီးကျွန်တော်တို့ဘယ်သူမှကဲလို့မရှိဘူးအခုချိန်ကြီးလည်းကျွန်တော်တို့ဆွဲထုံးနေတယ်ကျွန်တော်တို့ကျွန်တော်တို့ကကျွန်တော်တို့ကဒရောစင်အခုချိန်ရပုံသားတက်တော့ကြာပါပြီကျွန်တော်တို့ဒီကလူတွေပဲကြာပါပြီဒီလူတွေပဲကြာတာတော့မဟုတ်ဘူးကျွန်တော်တို့အခုချိန်ကြီးဘာမှမလုပ်ဘူးကျွန်တော်တို့ရပြီလို့လုပ်ခဲ့ချင် နော်အဲ့ဒါလေးကိုဟိုမီဒီယာတွေတို့ခုတစ်စဲဘိုးလုံးမီဒီယာတွေပါတွေဆိုတော့ဒီမှာကျွန်တော်တို့ဒုက္ခရောက်တဲ့ဘက်ကိုညာရဲရဲထက်တာလေးပဲဒီမှာတော့ဟုတ်မှုလို့ကြက်ပြီးပါလို့အားလုံးပဲတောင်းလို့ဒီဘက်မှာဒီဘောလုံးကပိတ်နေပြီဟမ်အော်ဒီဘက်ကနေမလေးရှိတာပါနော် ဒီမှာတက်ဝက်ငွေတွေအကုန်လုံးပိတ်နေပြီ။ဘဲမှာထွက်လို့လည်းမရပါဘူးလို့ဒီမှာဘဲမှာလည်းထွက်လို့မရဘူးဘဲမှာသွားလို့မရတော့ဘူးအကုန်လုံးပိတ်နေပြီဒီမှာအကုန်လုံးဒုက္ခရောက်နေပြီ။နော်ရှုပ်တို့တွေပေးပါလား။အားလုံးပဲဒီမှာစစ်တီတွေအကုန်လုံးတက်ဝက်ငွေတွေဒီများလေးမှာစားဖို့တောက်ဖို့လည်းဘာမှမရှိဘူး။အကုန်လုံးဒီထဲမှာပိတ်မိနေပြီ၅တက်ဝက်ငွေလူယုံသွားပြီ။ကျတော့အောက်ကျတဲ့ဘုံမှာကျန်ခဲ့တယ်။ဒါလက်ရှိနောက်မောင်းတော့လက်ငါကငါမှာအခုဖြစ်နေကြပါလား။